ကရင်ပြည်နယ်ဖမ်းမြို့မှာ လာမည့်တကြံပွဲတော်ကာလအတွင်းတလကြာကျင်းပပြုလုပ်သွားမည့်တန်လင်းမြေကမ်းဘေးကနန်းဖော့အွာတဲတောင်ပြည်တကြံပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးလူဒေသခံတွေကတန်လင်းတိုင်းကိုဖြစ်ပါတယ်။နန်းဖော့အွာလူအမိပေးထားတဲ့တဲတောင်ပြည်တကြံပွဲတော်ကိုကရင်ပြည်နယ်စစ်ကောင်စီဘက်ကတလကြာကျင်းပပြုလုပ်သွားဖို့စီစဉ်ထားပေမယ့်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံထပ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ပေးတံကြောင့် တဲတောင်ပြင်းကြံပွဲတော်ကိုကရင်ပြည်နယ်စစ်ကောင်စီကဖျက်သိမ်းလိုက်တာပါပြည်သူများငလင်ပေးတံတင့်နေချင်းဖန်မြို့မှာတဲတောင်ပြင်းကြံကိုပြည်နယ်စစ်ကောင်စီဘွဲကစီကားစွာကျင်းပပြုလုပ်သွားမယ်ဆိုတာကြောင့်ဒေသခံပြည်သူတွေပြောဆိုဝေဖန်မှုတွေရှိနေခဲ့ပြီးနောက်တဲတောင်ပြင်းကြံကျင်းပပြုလုပ်မှာကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်တဲတောင်ပြင်းပေါ်မှာဆောက်လုပ်ထားတဲ့မန္တန်နဲ့ဈေးဆိုင်ခန်းတွေတချို့ကိုခုရက်ပိုင်းနဲ့ဖျက်သိမ်းတာတွေလှုပ်ဆောင်နေပြီးမြေကမ်းလိုင်းနဲ့ရက်ွက်ယုံတချို့မှာရေကစားမန်းတဲ့ဆောက်လုပ်တာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ 呃， န်သတင်းရင်းမြစ်တူကဆိုပါရယ်တဲတော်မြင့်တကြံနဲ့လမ်းလျှောက်တကြံပါဝင်ဖန်တကြံပွဲတော်ကိုကန္နာလန်လျှောက်မှာစီကားစွာကျင်းပပြုလုပ်နိုင်မှုအတွက်ပြည်내စစ်ကောင်စီအဖွဲ့လောက်ခံရက်ွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေရက်ွက်အတွင်းမှာတအိမ်ကိုငွေကျပ်9000တိကောက်ယူတာတွေလုဆောင်နေတာပါပြည်내စစ်ကောင်စီအဖွဲ့ကနတ်မောဝါတဲတော်မြင့်တကြံမပြုလုပ်တော့ပေမဲ့ဖန်ကန္နာလန်မှာတော့ဌာနဆိုင်ရာရေကစားမန်ဒက်ချိုးနဲ့စတူဒီတာကျွေးမွေးတဲ့မန်ဒက်ဆက်လက်ဆောက်လုပ်နေပြီးအဲ့ဒီကန္နာလန်မှာတက ြံပွဲတော်ကိုရိုးရာဒလိအတိုင်းဆက်လက်ကျင်းပအောင်မယ်လို့သိရပါတယ်။မနစ်ကဖန်တဲ့ကြံမာတော့ကန္နာလန်တစ်လျှောက်မှာဤနယ်စစ်ကောင်စီဖွဲ့ရဲ့ဌာနဆိုင်ရာမန်နေတွေကတည်ရှိနေတာဖြစ်ပြီးလမ်းလျှောက်တဲ့ကြံပါဝင်စုဒီတာကျွေးမွေးတာတွေကိုလုံဆောင်ခဲ့ကလာရောက်ရည်စကားလေပတ်သူတွေအတင်းတင်းသာ ရှိနေကြတာဖြစ်ပါတယ်။